ရှုပိဒတ်ကြီးအားလုံးဘေးရန်ကင်း၍ကြားမှချမ်းသာနှလုံးစေဝါအေးချမ်းကြပါစေ။ယခုခါရှားဒီဆက်ဝန်းတို့ပြောင်းလာလား။2025ခုဂျွန်လ6လပိုင်းရောက်ရှိလို့လာပါပြီ။အော်ဒီဂျွန်လ6လပိုင်းမှာလဲသူ့ဘာသူဂျူဒီနတ်ခတ်ဒီ အချိန်ရာသီတဘာဝတွေပြောင်းလဲနေတာပဲအဲဒီပြောင်းလဲတဲ့ထက်မှာဆက်နေရသည်ဘွာအလုံးလဲသူကန်တဲ့သူအစိုးအကောင့်တွေပြောင်းနေတာပေါ့အပြောင်းနေတာလေးတွေကိုကျွန်တော်တို့နောက်ခပေးတင်စီကံရရာသီဘွားကိစ္စတွေဟောပြမှာ ဖြစ်ပါတယ်19ရက်6လ2025မှာ 25ရက်6လ2025အတွင်းမှာမွေးဖွားတဲ့တပတ်သားကကြမှာပေါ့နော်ကာယာဒီဘွားဆိုဩဂုလ24စက်တင်ဘာ22ကြာမှာမွေးဖွားတယ်ဒီလူတွေကဒီကာလမှာသရီဝရိယနဲ့ဆင်ញင်လောက်ကြရမှာအပြက်စီးအပြောက်ရှာများတတ်တယ်ရန်ဒီပြဿနာတွေဝင်မပါမိဘူးလို့လူမျိုးကွဲအကျိုးပေးမယ် စာရွက်စာသားနဲ့လောက်ကိုက်မှုတွေတေချာစစ်ဆေးဖို့လိုတယ်။လုပ်ငန်းမတူးချက်တင်သေးပါဘူး။ခရီးကောင်းတွေတော့အမယ်အပျော်လွန်ခြင်းတွေရှောင်ပါ။ကိုကြောင့်မဟုတ်တဲ့ပြဿနာတွေ၊လိုင်းပေါ်မှာပြဿနာတွေလူမှု platform မှာပြဿနာတွေဝင်မပါနဲ့အိမ်သေးမလားနဲ့။ကိုယ့်အလုပ်ကိုယ်လုပ်ကိုယ်လမ်းကိုယ်ရှောင်။ခေါင်းတော်ကိုယ်ပါတပါးဟုတ်တပတ်အရဟံတမန်တော်ဝိဇာဇနာတမန်တော်ဒုက္ကတော် တဘာဥတဘမနကူပညာကူပမနကူပညာကူပကိုရပြောင်စိတ်ငါပြောသည်တင်မောသည်ပန်းရည်ချမ်းစီမီစွမ်းနေလူအဲ့ဒါဆိုရင်ကြားမာခြင်းချမ်းသာခြင်းအောင်မြင်ခြင်းလက်ဆောင်ရခြင်းဖြည့်စူတာအောင်မြင်ခြင်းထီပေါက်ခြင်းတွေကြုံလိမ့်မယ်ဝေးရမဲ့အကြောင်းတရားခဲရောက်နှက်ပြရောက်နေညူရောက်နဲ့ရှားရောက်များပဲဖြစ်တယ်ဝေးနေတဲ့ကြာတော်ရင်းနေမှာခွန်ကူကပတ်လက်ထီထီထိုးပါ ကံရည်ဘဝမိသားစုအလုံးဘေးရန်ကျမ်းမှာချမ်းသာကံကောင်းကြပါစေ။